မြစည်းမရဲ့ပြည်သက်တွေအားလုံးမင်္ဂလာပါခင်ဗျာအပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့သတင်းမများကိုတိုက်ဖြတ်ခြင်း Miss Information Buster Season ကိုတင်ဆက်ရမယ့်အချိန်ရောက်လာပါပြီဒီတစ်ပတ်မှာတော့ AI နဲ့ဖန်တီးထားတဲ့စေုပ်စုရင်းနှန်းကို TLL ကနေပြစ်ခတ်တဲ့ရုပ်သံဖိုင်အကြောင်းနဲ့အတူခလာယာ2989တော်လိုင်းတက်ဖွဲ့တွေရပြီဆိုတော့ရုပ်သံဖိုင်အဟောင်းကွာမြုံနယ်ဆက်သွားတရာဒုတိယအကြိမ်ဘုံကျဲခံရတယ်ဆိုတဲ့သတင်းမှအကြောင်းနဲ့ စင်ကာပူနိုင်ငံကကိုဗစ် -19 အလောင်းကိုပထမဆုံးခွဲစိတ်ဖူးတဲ့နိုင်ငံမဟုတ်တဲ့အကြောင်းစတဲ့တပတ်အတွင်းမှာစီစစ်ပြုစုထားတဲ့အချက်လက်တွေကိုကျွန်တော်ဆိုင်ခန့်ကတင်ဆက်ပေးမှာပါ။ဒီဘက်ကိုသွားတဲ့စစ်ကော်မရှင်တပ်ရဲ့ရင်နှန်းကို TLL ကဘုံခွဲတယ်ဆိုတဲ့ရုပ်သံဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။ရှင်းရှင်းလေးဆိုတဲ့ Facebook အကောင့်ကနေအောက်တိုဘာလ23ရက်နေ့မှာဒီဘက်ကိုဦးတည်နေတဲ့စစ်ခွေးများ23ရက်10လ2025 ီဘောဘက်ကိုဦးတည်နေတဲ့စစ်ခွေးရင်နှန်းကတော့တရလလီကလှလှပပလေးတီးပစ်လိုက်ပြီးဖြစ်ကြောင်းလို့ရေးသားပြီးရုတ်တံဖိုင်တစ်ခုနဲ့အတူပြန်ဝေထားတာပါရုတ်တံဖိုင်ထဲမှာတော့စေအုပ်စုတက်ရင်သုံးစီတန်းစီရထားတာကနေလက်နက်ကြီးလိုအရာထိမှန်ပြီးပောက်ကွဲနေတဲ့မြင်ကွင်းပါဝင်ပါတယ်ဒီဖိုင်ဟာနိုင်ပိုင်းအတွင်းမှာပဲကြီးစုသူတသိန်းဒီပါရှိနေပါတယ်ရုတ်တံဖိုင်ကိုကြည့်မယ်ဆိုရင်ကားပေါ်ကပြုတ်ကျလာတဲ့စစ်သားတအူးဟာနှစ်အူးဖြစ်သွားတာ ကားပေါ်မှာရှိစင်တဲ့အောက်ကျလာစင်မှာဝစ်စုံအယောင်မတူတာစတဲ့တဘာဝမဆန်တဲ့အရာတွေကို တွေ့ရပါတယ်။ပို့ဆောင်ကအမှတ်ချက်တွေကိုကြည့်မယ်ဆိုရင်လေ AI နဲ့ပြုလုပ်ထားကြောင်းရေးသားထားတာတွေ့ရပါတယ်။ဒီထက်ပိုသေးကြတာကတော့စစ်ရင်နှံပုံကို screen shot ရယူပြီးပုံတွေရဲ့ဇင်းမြစ်ကိုရှာဖွေတဲ့ Google Image Search နဲ့ရှာဖွေရမှာဒီပုံဟာလွန်ခဲ့တဲ့၄နှစ်စစ်အာဏာစသိမ်းချိန်က ပြန့်နှံ့ခဲ့တဲ့ပုံဖြစ်နေတာကိုတွေ့ရပါတယ်။ ဒီပုံဟာ AP News သတင်းဌာနပိုင်ပုံဖြစ်ပြီးသတင်းတွေတော်တော်များများမှာဒီပုံကိုအသုံးပြုကြတာတွေ့ရပါတယ်။သတင်းတူမှာအသုံးပြုထားတဲ့ပုံဟာမူရင်းပုံကိုဖျက်ပြီးအသုံးပြုထားတာပဲဖြစ်ပါတယ်။ဒါကြောင့်တီဘောဘက်ကိုသွားတဲ့စစ်ကော်မရှင်တပ်ရဲ့ရင်နှန်းကို TLL ကဘုံခွဲတယ်ဆိုတဲ့ရုပ်တံဖိုင်ဟာအရင်ပုံအဟောင်းကိုဉာဏ်ရည်တုနီးပညာ AI အသုံးပြုပြီးဖန်တီးထားတဲ့ရုပ်တံဖိုင်ပဲဖြစ်ပါတယ်ခင်ဗျာ။ အနေနဲ့စစ်ကော်မရှင်တပ်ရဲ့အမှတ်298ခြေလင်းတပ်ရင်းကိုတင်ပိုက်လိုက်တယ်ဆိုတဲ့သတင်းမှာကြီးစက်သတင်းဆောင်ဆိုတဲ့ YouTube Channel ကနေအော်တိုဘားလ23ရက်နေ့မှာပြောလိုက်တာခလာရ298ရပြီဟေးဆိုတဲ့စာသားနဲ့အတူရုပ်တံဖိုင်တစ်ခုကိုပြန်ဝေထားပါတယ်။ရုပ်တံဖိုင်ထဲမှာတော့တခြားသတင်းတွေနဲ့အတူဒီအကြောင်းကိုထည့်သွင်းပြောထားပါတယ်။ဒီခလာရ298တိမ့်ပိုက်ခံရမှုနဲ့ပတ်သက်လို့တခြားသော Facebook အကောင့်တွေကနေလည်းရုပ်တံဖိုင်တစ်ခုကိုဖြန့်ဝေထားကြပါသေးတယ်။ ရုပ်တံဖိုင်ထဲမှာခလာရ298ကိုတင်ပိုက်နိုင်ငံကြောင်းပြောဆိုထားတာတွေတပ်သားတွေရဲ့ရုပ်တံတွေ ပါဝင်ပြီးဘယ်နှစ်ဘယ်အချိန်ကိုတော့တိတိကျကျဖော်ပြထားတာမရှိပါဘူးမြစီမာကဒီအကြောင်းအရာမှာပါတဲ့ရုပ်တံဖိုင်နဲ့ခလာရ298ဆိုတဲ့စကားလုံးတွေနဲ့ရှာဖွေစစ်ဆေးခဲ့ပါတယ်တကယ်တော့ခလာရ298တင်ပိုက်ခံရတာအခုမဟုတ်ပါဘူးပြီးခဲ့တဲ့နှစ်နိုဝင်ဘာမှာ KIA နဲ့ပူးပေါင်းတပ်ဖွဲ့ကတင်ပိုက်ရရှိခဲ့ပါတယ် ဒီအကြောင်းကိုတော့ DVB မြန်မာပိုင်းနဲ့ကချင် New Group Store မှာသတင်းဖော်ပြထားကြပါတယ်။လက်ရှိခလာရ298ရဲ့အခြေအနေနဲ့ပတ်သက်လို့ယုံကြည်စိတ်ချရတဲ့သတင်းဌာနတွေမှာတိမ့်ပိုက်ခံရပြီးနောက်ပိုင်းကလေးကဘာတစ်ခုမှဖော်ပြထားတာမရှိပါဘူး။ဒါကြောင့်စစ်ကော်မရှင်တပ်ရဲ့အမှတ်298ခြေလင်းတပ်ရင်းကိုတော်လိုင်းတပ်ဖွဲ့တွေရပြီဆိုတဲ့ရုပ်သံဖိုင်ဟာပြီးခဲ့တဲ့နှစ်ကလေးက KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေတိမ့်ပိုက်ခဲ့တဲ့အချိန်ရုပ်သံဖိုင်ကိုပြန်လည်ဖြန့်ဝေထားတဲ့သတင်းတူပဲဖြစ်ပါလိမ့်မယ်။ ရခိုင်ပြည်နယ်ကွာမြို့နယ်ကဆက်သွာတရားကိုစစ်တပ်ကဒုတိယအကြိမ်လေကြောင်းနဲ့ပုံကျဲဖျက်ဆီးခဲ့တဲ့ဆိုတဲ့သတင်းလဲလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပါတယ်။ရိုးမအလင်ကားဆိုတဲ့ Facebook အကောင့်ကနေအောက်တိုဘာလ14ရက်နေ့မှာကွာမြို့နယ်ဆက်သွာတရားကိုစစ်တပ်ကဒုတိယအကြိမ်ပုံကျဲကွာမြို့နယ်ကိုအေအေကတင်ပိုက်စဉ်စစ်တပ်ကဒီတရားကိုမိုင်းခွဲဖျက်ဆီးခဲ့ပြီးအေအေဘက်ကဒီတရားကိုပြုတ်ပြင်ပြီးနောက်အခုလိုဒုတိယအကြိမ်ပုံကျဲတယ်လို့ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။ ီလိုရေးသားဖြန့်ဝေမှုမှာ ပုံတပုံလည်းပါဝင်ပါတယ်။ဒါကိုမျှဝေသူ60ကျော်နဲ့ကူးယူဖြန့်ဝေမှုတွေလည်းရှိနေပါတယ်။ဒီ post မှာပါဝင်တဲ့ဓာတ်ပုံကို Google Image Search ကနေရှာဖွေစစ်ဆေးခဲ့ရမှာဒီပုံဟာအမှန်တကယ်ပဲဂွားမြူနယ်ကစက်သွားတာဖြစ်ကြောင်းတွေ့ရပါတယ်။ဂွားမြူနယ်ကိုစစ်တပ်ကပြီးခဲ့တဲ့နှစ်နိုဝင်ဘာလမှာဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ရခိုင်အခြေစိုက်နေင်းစရာသတင်းဌာနနဲ့ BBC မြန်မာပိုင်းသတင်းဌာနတွေမှာဖော်ပြထားပါတယ်။ အဲ့ဒီသတင်းတွေမှာဖော်ပြထားတဲ့ပုံနဲ့အခုပြန့်နေတဲ့ပုံဟာအတူတူပဲဖြစ်ပါတယ်။လက်ရှိမှာတော့ဒီတရားကိုထပ်မံပြီးလေချောင်းကနေဘုံခွဲပြီးဖျက်ဆီးမှု ရှိမရှိနဲ့တရားကိုအာရခတက်တော် AA ဘက်ကပြန်လည်ပြုပြင်ထားတာရှိမရှိ၊ဂွားမြွန်နယ်ကဒေသခံတွေနဲ့မေးမြန်းခဲ့ရမှာတော့စစ်တပ်ကလေချောင်းနဲ့ဘုံကျဲခဲ့တာမရှိဘူး။ကောလာဟာလာပါဒီတရားကို AA ဘက်ကလည်းပြန်လည်ပြုပြင်တာမရှိဘူးလို့ဖြေဆိုပါတယ်။ ဒါကြောင့်ရခိုင်ပြည်နယ်ကွားမြူနယ်ကဆက်သွားတရားကိုစစ်တပ်ကဒုတိယအကြိမ်လေးချောင်းနဲ့ဘုံကျဲဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းဟာအမှန်တကယ်မဟုတ်ဘဲအရင်ကဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တပ်ပုံနဲ့သတင်းမှဖြန့်ဝေထားတာဖြစ်ပြီးလူအများထိတ်လန့်အောင် ပြုလုပ်ထားတာပဲဖြစ်ပါတယ်ခင်ဗျာ စင်ကာပူနိုင်ငံကကိုဗစ် -19 အလောင်းကိုကမ္ဘာပေါ်မှာပထမဆုံးခွဲစိတ်ဖူးတဲ့နိုင်ငံဖြစ်တဲ့ဆိုတဲ့သတင်းတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။ NTD တွန်ပီးဆိုတဲ့ Facebook အကောင့်ကနေအောက်တိုဘာလ14ရက်နေ့မှာစင်ကာပူနိုင်ငံကကိုဗစ် -19 ကြောင့်သေဆုံးသူအလောင်းကိုခွဲစိတ်စစ်ဆေးတဲ့ပထမဆုံးနိုင်ငံဖြစ်လာတဲ့အကြောင်းကိုဗစ်ကဗိုင်းရပ်စ်မဟုတ်ဘဲဘက်တီးရီးယားသာဖြစ်ကြောင်း ဒါကိုတရုတ်နိုင်ငံကတည်ထားပြီးသားဖြစ်ပေမဲ့မထုတ်ပြန်တဲ့အကြောင်းစတဲ့တရုတ်မုံတီးရဲစကလုံးတွေပါထည့်သွင်းပြန်ဝေထားတာပါဒီပို့စာ ဖြန့်ဝေမှု8000နီးပါးရှိနေပြီးတခြားအကောင့်တွေကနေကူးယူဖြန့်ဝေတာတွေကိုလည်းတွေ့ရပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်လို့မြစည်းမကအချက်လက်စစ်ဆေးခဲ့ပါတယ်စင်ကာပူနိုင်ငံရဲ့တရားဝင်ကျန်းမာရေးဝန်ကြီးဌာန website မှာရှာဖွေရမှာတော့ ပြီးခဲ့တဲ့ဇွန်လကအခုပြန့်နှံ့နေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။ဒီထုတ်ပြန်ချက်ထဲမှာသတင်းမှနှစ်ပုတ်ကိုပြန်လည်ဖြည့်ရှင်းထားပြီးကာကွယ်ဆေးထိုးတဲ့အကြောင်းနဲ့သတင်းမှနဲ့အတူကိုဗစ်ရောဂါနဲ့တည်ဆုံးသူအလောင်းကိုခွဲစိတ်စစ်ဆေးမှုမပြုလုပ်ခဲ့ကြောင်းနဲ့ကိုဗစ်19ဟာဘက်တီးရီးယားကြောင့်ဆိုရလဲမှားရွေးနေကြောင်းဖော်ပြထားပါတယ်။ ဒီသတင်းဟာအခုမှပြန့်နှံ့တာမဟုတ်ဘဲ2021ခုနှစ်ကတည်းကပြန့်နှံ့ခဲ့တာလို့လည်းဖော်ပြထားပါတယ်။စင်ကာပူရဲ့ကျန်းမာရေးဝန်ကြီးဌာန Facebook စာမျက်နှာမှာလည်းဒီအကြောင်းကို2021ခုနှစ်ကတည်းကဖော်ပြထားတာတွေ့ရပါတယ်။ပြန့်နှံ့နေတဲ့ post ရဲ့အမှတ်ချက်တွေမှာလည်းသတင်းအမှားဖြစ်တဲ့အကြောင်းရေးသားသူတွေအများအပြားရှိနေပါတယ်။စင်ကာပူနိုင်ငံကကျန်းမာရေးဝန်ကြီးဌာနရဲ့ Facebook page နဲ့ website တွေမှာလည်း COVID-19 နဲ့ပတ်သက်လို့လက်တလောအရေးတကြီးထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားတာမတွေ့ရပါဘူး။ ဒါကြောင့်စင်ကာပူနိုင်ငံက COVID-19 အလောင်းကိုကမ္ဘာပေါ်မှာပထမဆုံးခွဲစိတ်ဖူးတဲ့နိုင်ငံ ဖြစ်တဲ့ဆိုတဲ့သတင်းဟာအရင်ကတည်းကပြန့်နှံ့ခဲ့တဲ့သတင်းတူကိုအခုအချိန်ထိလူအများအထင်မြင်လွဲအောင်နဲ့တရုတ်မုံတရေစကလုံးတွေပါထည့်သွင်းဖြန့်ဝေထားတဲ့သတင်းမှပဲဖြစ်ပါတယ်ခင်ဗျာတင်ဆက်ခဲ့တာကတော့တပတ်အတွင်းမြစည်းမာကဖော်ထုတ်ခဲ့တဲ့သတင်းမှတွေအကြောင်းကို တင်ဆက်ပေးခဲ့တာပါ ကြည့်ရှုသူတွေအနေနဲ့ဒီအစီအစဉ်ကိုသတင်းတုသတင်းမှတွေတွေ့ရှိခဲ့ရင်ဒါမှမဟုတ်တနင်္လာရှိတဲ့သတင်းတွေကိုစစ်ဆေးပေးဖို့ပေးဖို့နိုင်ကြပါတယ်ပေးဖို့မယ်ဆိုရင်တော့ဒီမှာဖော်ပြထားတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့သတင်းအကြောင်းအရာကို link နဲ့တကွာပေးဖို့လိုရတဲ့အကြောင်းသတင်းကောင်းပါပါရစေခင်ဗျာလောကောမီဒီယာရဲ့ဆက်လက်ရည်ရွယ်ချက်တွေကိုပရိသတ်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာ Member ဝင်ပြည့်ချက်ကိုပြင နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။